အားလုံးမင်္ဂလာပါမြန်မာသိပ္ပံတိုင်းမြောင်းမြန်ရဲ့အထုကိုလုံးတင်နှံမှကျူးဆိုပါရစေကျွန်တော်ကတော့မြန်မာသိပ္ပံတိုင်းမြောင်းမြန်ရဲ့ဒုဗင်မဆရာဦးထွန်းထွန်းဆိုဖြစ်ပါတယ်ဒီနေ့ကတော့မြန်မာသိပ္ပံတိုင်းမြောင်းမြန်ရဲ့အမှတ်စဉ်တအခြေခံကိုပြသပေးမှာဖြစ်ပါတယ်ပထမဦးဆုံးကာရဝပြုမယ်အလေးပြုမယ်ပြီးတာနဲ့အသိနေထိုင်မြင်းနိုင်မှာခြေသေးတိုင်ရိမ့်မယ်ခြေသေးတိုင်ရိမ့်တဲ့အခါမှာရိမ့်တဲ့ဘက်ကိုနဖူးရဒူးရခြေထက်ရတဒန်းနဲ့ဖြစ်နေမှသာခြေသေးတိုင်ရိမ့်နီးဖြစ်တယ် ဒါကတော့ခြေသေးနိုင်ရင်းနှီးကိုပြသခြင်းဖြစ်တယ်။ဒါကတော့ခြေသေးနိုင်ရင်းနှီးကိုအသုံးပြုပြီးတော့ပြန်လည်တိုက်ခိုက်နှီးကိုပြသခြင်းဖြစ်ပါတယ်။ဒါကတော့နှစ်ပိုင်းနှစ်ပိုင်းရင်းနှီးကိုပြသပြီးမှဖြစ်ပါတယ်။ နောက်ပိုင်းတိုင်းငင်းဒီအခါမှာဆိုရင်လည်းနောက်ခြေတော်လေးကိုကိုွေးပြီးခြေခြေတော်လေးကိုဆန့်ထားရမှာဖြစ်တယ်။ရိမ့်တဲ့အခါမှာလည်းနှစ်ဖူးရဲ့ဒူးရဲ့ခြေထည့်ရဲ့တဒန်းနဲ့ဖြစ်နေမှဒါလျင်နှစ်ပိုင်းတိုင်းရိမ့်ဒီဖြစ်ပါတယ်။ဆက်လက်ပြီးနှစ်ပိုင်းတိုင်းရိမ့်ဒီကိုအထုံးပြုပြီးတော့ပြန်လဲတိုက်ခိုက်နည်းကိုပြသပေးမှာဖြစ်ပါတယ်။ ဆက်လက်ပြီးခြေသေးတဲ့ရင်းနှီးနဲ့နှစ်ပိုင်းတွဲရင်းနှီးကိုအသုံးပြုပြီးတော့လက်တွေ့ကြကြပြန်လည်တိုက်ခိုက်နည်းကိုရှင်းပြခြင်းဖြစ်ပါတယ် အခုပြသတော်ရတာကတော့ခြေသင်းညံရင်းကြီးနဲ့နှစ်ပိုင်းတစ်ပိုင်းရင်းကြီးကိုအသုံးပြုပြီးပြန်လဲတိုက်ခိုက်ပုံကိုရှင်းပြသွားတာဖြစ်ပါတယ်။ဒီလိုပဲနောက်ဗီဒီယိုတွေမှာလည်းတိုင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေတင်ပြမှာဖြစ်တဲ့အတွက်ရှရရဲ့ YouTube Channel ဖြစ်တဲ့ဦးထွန်းထွန်းစောအကောက်ကိုလိုက်ရန် Subscribe လေးလုပ်ပေးဖို့ပြောချင်ပါတယ်။အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ။